င်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖွယ်ရာဇလံကောင်းလေးကိုရွေးချယ်တင်ဆက်ပေးနေပါတယ်ဒီကနေ့မှာလည်းကျမတို့ပရိသတ်တွေကိုတင်ဆက်မယ့်ဇလံကတော့စာရေးဆရာမိုးထွန်းမခွေးရေးသားထားတယ်သူတို့နေတပွဲစားအယူကြီးဇလံကိုတင်ဆက်မှာဖြစ်ပါတယ်တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်ဇလံသစ်တွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားအနိုဒီခေါင်းနှောင်းကိုတစ်ချက်နှိပ်ထားပေးပါရှင် တောနဲ့တွင်ရှိစမ်းကြောင်းငယ်တစ်ခုပေးကကြောက်တုံးကြီးတစ်ခုပေါ်မှာလူငယ်တစ်ယောက်ကစောင့်ကြောင်းထိုင်၍စမ်းကြောင်းရည်စည်းစင်းမုံကိုဒိတ်ပေမဲ့စွာငေးကြည့်နေမိတယ်။သူ့ရဲ့မြောင်းအထက်စီမှာပြိုတော့မြေမိုးတက်ခဲ့တော့မျက်ရည်များဝဲတက်လာခဲ့တယ်။အဲ့ဒီသူကအလင်းစလိုဝဲတက်လာတဲ့မျက်ရည်စားတွေကိုညာလက်ဖော်မုံနဲ့ခက်ကြမ်းကြမ်းတုပ်ပြလိုက်တယ်။အဲ့ဒီနောက်ကောင်းကင်မှာသွာလာနေကြတဲ့တိမ်ဆိုင်တိမ်ငယ်တွေကိုမော့ကြည့်ပြီးငါလဲမင်းတို့လိုလွတ်လပ်ခြင်းလိုက်တော့ကွာဆိုပြီးစိတ်အစင်းမှတွေးတော့လိုက်တယ် အဲ့ဒီသူကအသက်အာဖြင့်16နှစ်ခန့်သာရှိသောကလေးငယ်တဦးသာဖြစ်လေတဲ့သူဒီကြောက်တုံးကြီးပေါ်မှာဆင်းပြီးတော့ကြောက်တုံးငယ်အနောက်ဘက်မှာသူချထားခဲ့တဲ့ထင်းစည်းကြီးကိုထိုင်ကတော့အတွင်းကထွက်ခဲ့တယ်ထင်းစည်းနဲ့လူကအာမမြသောကြောင့်လမ်းမှာကြိမ်ကြိမ်နာရတယ်ထင်းကိုင်းများ၌ပါတော့တိတ်ကိုင်းငုတ်တိုကလေးတွေသည်လည်းသူရဲ့ပခုံးကိုလာလာထိသောကြောင့်ပခုံးမှာအနှင်းငယ်ရှာရတွေနဲ့သွေးစာကလေးတွေစိုးနေတယ်ထင်းစည်းအားရွာလမ်းမလေးရဲ့တိုင်ထန်းလာခဲ့ရင်လမ်းကြောလေးတစ်ခုကိုချိုးဝင်လိုက်ခါ လေးအိမ်မျိုးငါးအိမ်မျိုးရဲ့ချက်အတွင်းကိုဝင်ကထင်းမုံပေးမှထင်းစည်းကိုပစ်ချလိုက်တဲ့နှစ်ထပ်ပြန်အောင်အိမ်ကလေးရဲ့အရှိမတန်းရခုံပေါ်ထိုင်းနေတဲ့လူကြီးတစ်ယောက်ရှိတယ်။အဲ့ဒီလူရဲ့ရှေ့၌ရှိသောခြေလေးချောင်းထောက်ဇပွဲခုံပေါ်မှာအရက်ဒပလင်းကထောင်၍ပလီနှလုံးကလဲနေတယ်။ပကံများနဲ့ထည့်ထားသောအကျော်အလော်များသည့်လေဇပွဲခုံပေါ်မှာဟိုဒဇတီဒဇပြန်ကျဲလျက်ရှိတယ်။တန်းရခုံပေါ်ထိုင်းနေတဲ့လူကြီးကထင်းစည်းထမ်း၍ပြန်လာတဲ့လူငယ်အားမလိုလားတဲ့မျက်နှာနဲ့ကြည့်ပြီးတော့တောက်ခတ်လိုက်တဲ့ ဟိတ်ကောင်ငထိုင်လာစမ်းမအောင်ကမင်းရပါလေထင်းလေးတစီခုတ်ခိုင်းလိုက်တာမနှက်ကလေးကဒီအချိန်ထိကြားရလားကွာဟင်ဟင်အိမ်မှာမင်းလုံရမယ့်အလုပ်တွေကိုငါကလုံရမှာလားကွာပျော်စမ်းမင်းဘယ်အလီလိုက်နေတာလဲငထိုက်ဆိုတဲ့ကလေးသည်ကြောက်ကြောက်လန့်လန့်နဲ့အဲ့ဒီသူရဲ့ဘေးကိုလက်ကလေးပိုက်၍မတ်တဲ့ရက်ခမျက်ရည်အဝိုင်းသားနဲ့ကြည်နေတယ်ကျုပ်ကျုပ်ဘယ်အလီမှလိုက်တာမဟုတ်ပါဘူးဦးလေးစိန်သည်ရဲ့တော်ထဲမှာထင်းခုတ်ရတာမောလို့ခဏထိုင်းနေမိတာပါ ပြီးတော့လည်းထင်းကတော့အဆက်မှရှာမတွေ့တာနဲ့တောနဲ့တဲအထီဝင်ပြီးရှာနေရလို့ကြာသွားတာပါဟာကွာတိတ်ဆန်းမင်းရဲ့စင်ကြီးစင်လက်စင်နေရွက်တွေကိုငါနာမထောင်ခြင်းမူမင်းကပါလေကွာအခုနထင်းစီချတော့ကလည်းဝုန်းငနေပစ်ချလိုက်တယ်ပါလေမင်းကဒီအလုပ်တွေမလုပ်ချင်ဘူးလားအေးမင်းမလုပ်ချင်ဘူးဆိုရင်လေငါအိမ်မှာမနေနဲ့တော့ဟေ့အောင်မမဟုတ်ပါဘူးဦးလေးရဲ့ထင်းထင်းစီကလေးလုံးလို့ပစ်ချမိတာပါအိမ်မောကနေတော့နှင်မချပါနဲ့နော် ကျုပ်ဦးလေးခိုင်းတာအကုန်လုပ်ပါမယ်။အေးအခုအိမ်နောက်ဖေးမှာအဝတ်တွေမင်းအတော်ပုံထားတယ်။သွားလျှော်ကြည့်။သွားငါအဝတ်တွေကြီးမပြောင်းလို့ရတော့ဟိုးဟုံမှာထောင်းထားတဲ့နွားရိပ်တစ်ကျင်းကမင်းအတွက်ပဲနော်။ဟုတ်ဟုတ်ကဲ့ဦးလေး။ရထိုက်ဆိုတဲ့ကလေးတည်းအိမ်နောက်ဖေးကိုဝင်သွားကကျောက်စီဘေးကပုံထားသောအဝတ်တွေကိုရှော်နေလေတယ်။ငါထိုက်တဲ့သူ့မွေးကင်းစအရွယ်ကလေးကမိဘနှစ်ဦးစလုံးမှာရှေးစဉ်နောက်စဉ်ကွယ်လွန်သွားသောကြောင့်အတော်ဖြစ်သူမခေါ်ယူကကျွေးမွေးပြုစုဆောင်ရှောက်ခဲ့တဲ့ သို့တော်လည်းအတော်ဖြစ်သူမှာအမှန်တကယ်မေတ္တာရှိ၍တရားလိုကြွေးမွေးကြတာမဟုတ်ဘူး။ပဝန်းကျင်ရဲ့မင်းငော့စရာ၊ကဲ့စရာဖြစ်မှဆို၍သူ့ဟာမကောင်းတတ်လို့ကြွေးမွေးလာသည်ကိုငထိုင်ငယ်စဉ်အခါကလေးကသိရှိခဲ့ရတယ်။သူ့ရဲ့အတော်အိမ်ကလွယ်ပြီး အခြားခိုကူးရဟူ၍မရှိသောကြောင့်ငထိုင်ကတော့ပေးတာယူကြွေးတာစားခိုင်းနာလို့၍နီးမြင်းနေနေရတယ်။တခါတည်းအတော်ရဲ့လင်းယောက်ကြဖြစ်သူဥစိန်သေးမှသူ့ဟာအပြစ်မရှိအပြစ်ရှာ၍နွားရိုက်တဲ့ချိန်တန်းနဲ့အယက်မူလာတိုင်းရိုက်နှက်တယ်။ ဒါကြောင့်ခန္ဓာကိုယ်တစ်ခုလုံးဒီလေနေရာလက်မကျန်အမာရွတ်တွေနဲ့ပြည်နေတယ်။အီအိမ်မှထွက်ပြေးကျင်တော့လေသူအားယခုလိုခေါ်ယူ၍ကျွေးမွေ့မွေ့သူမရှိတော့ကြောင့်ညစဉ်အန်ကျိ၍ခိုးငိုကမရှိတော့တဲ့မိဘနှစ်ပါးကသာအပြစ်တင်နေခဲ့ရတယ်။ငထိုက်ကအဝတ်တွေလျှော့ဖို့ပြီးပြီးသွားတဲ့အခါရေးတခါတည်းချိုးလိုက်တယ်။ရေးချိုးပြီးပြီးသွားတာနဲ့အဝတ်အစားတွေလည်းပြီးတော့မိဖို့ကြောင့်လည်းဝိန်ကထမင်းအိုဟင်းအိုးတွေကိုလှက်ကြည့်နေခိုက်သူ့ရဲ့အနောက်မှာဥစိန်တီရောက်လာခဲ့တယ်။ဟဲ့ကောင် မင်းဘာလုပ်နေတာလဲကျုပ်ထမင်းစားမလို့ပါဦးလေဘာကွာမင်းတို့တီဟင်းတွင်နဲ့ဘယ်သူဟာကြွေးမယ်ပြောလို့လဲသွားစမ်းသွားဟိုးအုပ်ဆောင်အောင်မှာငပိရင်နဲ့ထမင်းမျိုးရှိတယ်အဲ့ဒါပဲသွားစားကြည့်ကျုပ်လည်းတခါတလေဟင်းကောင်းကောင်းလေးနဲ့ထမင်းစားကျင်လို့ပါဦးလေငါ့ကိုမျက်ရည်ကလာထိုးပြမနေနဲ့ဘာမှအဖြစ်မရှိတဲ့ကောင်းယောက်ျားဖြစ်ပြီးတခုခုဆိုငိုဖို့ပဲတတ်တဲ့ကောင်းသွားစမ်းသွားမင်းကအရှေ့ကထွက်သွားစမ်းငါထိုက်တီမျက်ရည်စားတွေကိုလက်ဖမိုးနဲ့တုပ်လိုက်ပြီး အုပ်ဆောင်ကိုလှည့်ယူကြည့်လိုက်တဲ့အခါထမင်းပြူတပကန်နဲ့ငပိရီတစ်ခွက်ကိုတွေ့လိုက်ရတယ်။ထမင်းပြူပေါ်သို့ငပိရီတွေဆန်း၍ဗိုက်စာစာနဲ့ပလုပလုံစားလိုက်တယ်။အဲဒီအချိန်မှာသူ့ရဲ့ဇပိုးစီတို့လောက်ဝဆောင်တစ်ခုကဖုံးကနေကြရောက်လာတယ်။အော့ဖူဇပိုးကအရိုက်ခံလိုက်ရတဲ့အချိန်ကြောင့်အော့ခနေမီကပါဇက်ထဲမှာထမင်းကိုအပြင်သို့ဖူးကနေမှုတ်ထုတ်မိသွားတယ်။ငထိုက်သည့်ပါဇက်မှာကန်နေတဲ့ထမင်းလုံးတွေကိုလက်နဲ့တုံရင်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါကျိန်လုံးကိုကန်၍သူ့ကိုဒေါသတကြီးနဲ့ ရက်ကြည့်နေတဲ့ဥစိန်သေးကိုတွေ့လိုက်ရတယ်။ကျုပ်ကျုပ်ကဘာလို့ရိုက်တာလဲဦးလီယာမင်းကိုထမင်းစားရင်ခွေးလိုမစားဘူးငါမပြောထားဘူးလားကွာရင်ထမင်းကိုလက်နဲ့စားရင်ထမင်းတစီအောက်ကိုမကြဖို့လေပြောထားတယ်။ဒါအိုမင်းကငါစကားကိုနားမထောင်ဘူးမင်းမှာအပြစ်ရှိတယ်ငါမင်းကိုရိုက်မယ်။ကဲကွာကဲကွာအာအတောင်းမှမာတယ်ဦးလီယေကျုံတော့မလုပ်တော့ပါဘူးဗျ။အောင်မလေးဗျ။နွားလူကောင်မင်းကဘလောက်ရိုက်ရိုက်အတိတရားရှိမဲ့ကောင်မဟုတ်ဘူး။ ဒီနေ့တော့မင်းနဲ့ငါအတွေ့ပဲငတ်ထိုင်ရေးကဲကောကဲကောအာကျောက်ပါပြီဗျနောက်မလုတော့ပါဘူးဗျငတ်ထိုက်တီဦးလေးဖြစ်သူကျိန်ထန်နဲ့စိတ်သမျှကိုမြေပြင်ပေါ်မှာလူလိမ့်ငါခန်းနေရလေးတဲ့ဦးစိန်သီးတီလည်းငတ်ထိုက်ကိုဒလန်ဆက်ရိုက်နှံနေခဲ့တယ်အဲ့ဒီအချိန်ငတ်ထိုက်ရဲ့အတွေ့တွေမှာဆုံးဖြတ်ချက်တစ်ခုကိုခိုင်အမချလိုက်တော့တယ်လူလိမ့်အော်ဟစ်နေရမှာအန်ကိုခတ်တင်းတင်းကျိပြီးမျက်ရည်များရွှဲနေတဲ့မျက်လုံးအိမ်အတွင်းကနေဦးစိန်သီးကိုစူးစိုက်ကြည့်လိုက်တယ်ဦးစိန်သီးကကျိန်ထန်လွှဲ၍ရိုက်လိုက်ချိန်မှာ ငထိုက်တီကျိန်လုံးကိုစက်ကနေဆွဲလူပြီးအလင်းအမြန်ထ၍ကျိန်လုံးနဲ့ဥစိန်တီရဲ့ညာဘက်နှစ်ထင်းကိုအားနဲ့လွှဲရိတ်ချလိုက်တဲ့ရိတ်ချက်တီမိမြပြင်းထန်နေမပြောတတ်ဘူးကျိန်လုံးထပ်ပိုင်းကျိုးကဥစိန်တီတီလည်းကောင်းမှတွေးတွေဖြတ်ထွက်၍မြေပြင်ပေါ်လဲကျသွားတယ်ငထိုက်တီဥစိန်တီကိုလှုံ့နှိုးကြည့်တယ်ဥစိန်တီကမနှိုးဇောချွေးတွေပြန်လာပြီးကြောက်စိတ်နဲ့အိမ်အတွင်းကနေပြေးထွက်လိုက်တဲ့ချမ်းဝစီမှာအတော်ဖြစ်သူကအကျွေးတောင်းရမှပြန်လာသည်ကိုငထိုက်တွေးလိုက်ရတယ်ငထိုက်တီကြောက်ကြောက်လန့်လန့်နဲ့ အတော်ဖြစ်သူဘေးမှာဖြတ်သွားလိုက်တယ်။ဟဲ့ငတ်ထိုက်ဘယ်သွားမလို့လဲ။ဟဲ့ငါမင်းနေတယ်လေ။အော်ဒီကောင်လေးကတော့ငတ်ထိုက်တီအတော်ဖြစ်သူကိုကြောက်ကြောက်နန်းနန်းနဲ့ကြည်ရတချိုးတယ်။ခြံထဲကနေထွက်ပြေးခဲ့လေတယ်။အတော်ဖြစ်သူဒီငတ်ထိုက်ကိုနားမလည်နိုင်စွာကြည်ပြီးအိမ်လေးကိုဝင်လိုက်ချိန်မှာသွေးရင်ထဲမှာလဲကျနေတဲ့ယောက်ျားဖြစ်သူကိုတွေ့ရှိသွားပြီးတော့အလန်တကြားအော်ဟဲလိုက်လေတယ်။ဦးစိန်တီကနေရာမှာလည်းပွဲချင်းပြီးတေးဆုံးသွားခဲ့တယ်။ငတ်ထိုက်တီလူသက်တရခံဆိုသည်မှာတေးကြနေသောကြောင့်ငတ်ထိုက်အား ဝရမ်းမြစ်တရက်ခန့်နဲ့အမိန်ထုတ်လိုက်လေတဲ့ငတ်ထိုက်သည်တော့ခြေဦးတရပြေးလာခဲ့ရတောနပိုင်စီတို့ဖြစ်တဲ့ဆက်ပြောပါအောင်သားရဲ့အဲ့ဒီငတ်ထိုက်ဆိုတဲ့ကလေးဘာဖြစ်သွားလဲအဲ့ဒီဖြစ်ရက်တွေကတော့သူရာသူ့ရဲ့မိဘနှစ်ပါးနဲ့သူ့ရဲ့တငယ်ချင်းဖြစ်သူတို့ကိုအိမ်ရှိတရားခုံပေါ်မှာပြောပြပြီးနှီးခဲ့ခြင်းသာဖြစ်တယ်။သူရာရင်းနှီးချင်းတစ်ခွက်ကိုမော့တောက်လိုက်ပြီးနောက်တစ်ခွက်ထပ်ငယ်လိုက်လေတဲ့ငထိုက်ဆိုတဲ့ကလေးကအဲ့ဒီတော့နဲ့ထရားနေပြတ်မထွက်ရတော့ဘူးအဖေကအသက်ကလည်းငယ်သေးတော့ ဥစိန်ဒီတိဆုံးမုံကိုပြန်ပြန်မြင်အောင်လာတယ်လေနောက်တော့တဲကြီးပြက်ပြီးတောနယ်ထဲမှာအယူတပိုင်းဖြစ်သွားရှာတယ်ဒါနဲ့နေပေါင်းသူရရဲ့မင်းဟာဒီအကြောင်းတွေဘလို့သိနေတာလဲသူရရဲ့တငယ်ချင်းဖြစ်သူဗျာလေးရမေးလိုက်တာလည်းဖြစ်တယ်ငါဥပခိုင်စီကပညာတွေသိမ့်ပြီးတော့ရွာတော်ရှင်ကိုအချုပ်အနောင်ကနေလွတ်ပေးလိုက်တယ်လေအဲ့ဒီမှာငါကကိုထူးနဲ့ဟန်ကြီးကိုအင်းနှစ်ချက်ပေးလိုက်တယ်သူတို့ရွာထဲကိုသွားပြီးခဏကြာတော့မင်းတို့ကအောက်ပညာသေးလို့ထင်နေတဲ့လူကြီးရောက်လာတယ်ကွာ သူကငါ့ကိုဒါတွေပြောပြလိုက်တာ။ "तू ကအောက်ပညာတယ်မဟုတ်ရင်ဘာလဲကောသူရ။ဟန်ကြီးရဲ့အမေကိုသူရကခက်ပြုံပြုံကလေးပြန်ဖြေတယ်။ "तू ကမြေရှားဝိဇ္ဇာတပါးပါကွာ။ငါ့ကိုအဲ့ဒီကိစ္စအကူအညီတောင်းဖို့စောင့်ရင်ငါတို့ရွာရဲ့တင်းကြိုင်မှာကျင့်စဉ်တစ်ခုလာကျင့်နေတာပါ။နေပါအောင်ကွာ။ပြောလီရှုပ်လို့ဖြစ်နေပြီ။အခုမင်းပြောပြတဲ့အထဲမှာငါထိုက်ကယူသွားတာပဲပါတာလေ။ဘာကိုကူညီရမှာလဲ။ပါလေ။မင်းကအဲ့ဒီအယူကိုပြောင်းအောင်ကူပေးရမှာလား။မဟုတ်ဘူးကွာ။ငါထိုက်ကယူသွားတယ်ဆိုတာမှန်တယ်။ ဒါပေမဲ့ငထိုက်ကအယူဖြစ်ပြီးတောထဲမှာနေတော့လူတွေနဲ့ဝေးကွာသွားတယ်လေအရင်စိတ်တွေဝင်ပြီးသားစိမ့်ငါးစိမ့်တွေကိုအရှင်လက်လက်စားတော့တယ်နောက်ကြတော့သူ့ရဲ့အကုသို့ကံတွေကသူ့ကိုတန်းခတ်လိုက်တယ်ငထိုက်ကအခုအဲ့ဒီတောထဲမှာတပွဲစားယူဖြစ်နေပြီလူဘဝတော့ကသူ့ပြုတ်လောက်ခဲ့တဲ့ကုသိုလ်ကံတစ်ခုကြောင့်တပွဲစားယူဖြစ်သွားတော့ကာမစိတ်ထီတကူအနေငယ်ရှိသွားတယ်ဒါပေမဲ့စိတ်ရင်းဝင်ပြီးယူနေတာတွေကတပွဲစားဖြစ်တဲ့အထိပြောက်မသွားဘူးတနေ့တော့အဲ့ဒီတပွဲစားကြီးငထိုက်က တောထဲမှာရှောက်သွားရင်ရွာတရွာကိုတွေ့သွားတယ်။အဲ့ဒီရွာတွေကိုဝင်ပြီးတော့ကျွဲနွားဝတ်တွေကိုစားတောက်တယ်ကွ။တဖြည်းဖြည်းနဲ့တပွဲစားကြီးကအတိတ်ရင်းလာပြီးအခုဆိုငါးနှစ်အောက်ကလေးငယ်တွေကိုတက်ဖြတ်စားတောက်နေပြီကွ။ကလေးငယ်တွေညဘက်လန့်ငုံလို့မကြည့်မိရင်တော့အဲ့ဒီမနဲ့ကြကလေးကောင်းဖြစ်ဖြစ်လက်ချောင်းလေးတွေဖြစ်ဖြစ်တခုခုပဲကြံနေတယ်။ကလေးကိုတပွဲစားကြီးကစားသွားပြီလေကွ။မင်းပြောပုံအရဆိုတပွဲစားကြီးကတော်တော်ကိုစိုးဝနေပြီပဲကွ။သူတို့ကခေါင်းကြီးပြလိုက်ပြီး ကောင်းကင်ကိုကြည့်ပြီးတစုံတစ်ခုကိုတွေးတော့ကြံ့စီနေခဲ့တယ်။အဲ့ဒီလိုနဲ့နေလေခဲ့အချိန်မှာသူတို့သည်ထမင်းစားတောက်ပြီးတာနဲ့တငယ်ချင်း၃ယောက်နဲ့အတူရွာလူကြီးဦးဝင်းမောင်အိမ်ဘက်ကိုခြေဦးလှဲ့ခဲ့လေတယ်။အเจ้าကတော့ကာလာသားကောင်းဆောင်ကိုနီတုတ်ကသူတို့ထမင်းစားနေခိုက်ရောက်ရှိလာကတကြီးကအခေါ်တော့လွတ်လိုက်ကြောင်းကိုလာပြောတယ်။ဒါကြောင့်သူတို့သည်လည်းထမင်းစားပြီးတာနဲ့တငယ်ချင်းတွေကိုဝင်းခေါ်ပြီးတကြီးအိမ်မက်ကိုခြေဦးလှဲ့ခဲ့ခြင်းဖြစ်လေတယ်။သူရကတကြီးချမ်းရှိကိုရောက်တာနဲ့ချမ်းဝင်းနှဲကိုကြည့်လိုက်ချိန်မှာ ရွာလူကြီးဦးဝင်းမောင်နဲ့အတူတိုင်ရခုံပေါ်မှာပေါ့ဝအနီတထဲကိုခေါင်းမောင်းပေါင်းထားသောလူကြီးတစ်ယောက်နဲ့အသက်30ဝန်းကျင်ခန့်လို့ခက်မှန်းမိသောလူတို့ထိုင်နေတာကိုမြင်တွေ့လိုက်ရတယ်။သူရအဖြစ်ဖြစ်နဲ့ခက်မှန်းမှန်ကလေးဝင်လာခဲ့တယ်။တကြီးကခြံထဲကိုဝင်လာတော့သူရကိုတွေ့ရတဲ့သစိမ့်ဧည့်သည်နှစ်ယောက်ကိုလက်ညှိုးထိုးပြကအပြုံးကြီးပြုံးနေတယ်။အဲ့ဒီသစိမ့်ဧည့်သည်နှစ်ယောက်ကသူရကိုလှည့်ကြည့်လိုက်ချိန်မှာအဲ့ဒီသူတို့ကတန်တရာမျက်လုံးနဲ့ကြည့်နေတာကိုသူရသိလိုက်တယ်။မောင်သူရတောင်ရောက်လာပါကော့ ကဲလာဒီမထိုင်မောင်သူတော်ကိုမိတ်ဆက်ပေးရအောင်မယ်ဒါအဟိုဘက်နှိမ်ရကျော်ကကဲမရွာတကြီးဦးထွန်းအောင်နဲ့ဒီဘက်ကသူသားဆိုင်အောင်နဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်တကြီးကျွန်တော်နာမည်သူရပါဒါနဲ့ကျွန်တော်ကိုခေါ်ရတဲ့အကြောင်းရင်းကဘာများလဲတကြီးသူရကကဲမရွာတကြီးနဲ့တကြီးသားဆိုသူကိုနှုတ်ဆက်ပြီးသူ့ရဲ့ရွာတကြီးဦးဝင်းမောင်ဘက်ကိုလှည့်၍မေးလိုက်ခြင်းမင်းဖြစ်တယ်ဦးဝင်းမောင်ကကဲမရွာတကြီးဦးထွန်းအောင်ကိုကြည့်ကမင်းငေါပြလိုက်တယ်ဦးထွန်းအောင်ကသူတို့ရွာမှာထူးထူးဆန်းဆန်း ကိစ္စတစ်ခုဖြစ်နေလို့မောင်သူတော်ကိုလာပင်နာတဲ့ဟုတ်ပါရဲ့ဆရာလေးကျုပ်တို့ရွာမှာအလွန်ထူးဆန်းတဲ့ပြဿနာတစ်ခုဖြစ်နေလို့ဆရာလေးကိုလာပင်ရတာပါဘလို့မျိုးများလဲအကြောင်းစုံကိုကြုံရှင်းပြပေးပါမယ်ကျုပ်တို့ရွာမှာလွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကစပြီးမွေးမြူထားတဲ့ကျွဲတွေနွားတွေပျောက်ကုန်ပါတယ်တခါပျောက်ရလေငါးကောင်ထီကိုပျောက်သွားပါနွားတစ်ခုခိုးတဲ့ပြောရအောင်ကလည်းအဲ့ဒီနွားတွေပျောက်သွားတဲ့နေရာမှာသွေးကွက်တွေနဲ့ခြေရအကြီးကြီးတွေကိုတွေ့ရလို့နွားခိုးတာတော့မဖြစ်နိုင်ဘူးအဲ့ဒီလိုစပျောက်တုံးကတော့ ကျုပ်တို့ကတော့တောသူတောင်သားတွေမလို့အတိညာနေပါပြီနခိုးကနွားကိုတခါတဲ့တက်ပြီးမှယူသွားတယ်ဆိုပြီးထင်ကြပါလေကင်းမုံတွေချကင်းတွေစောင့်မိမယ်နွားတွေရမျက်စိရှိမှရင်ကိုဖြံကနေပြုတ်ပြုတ်သွားတာပါနောက်၄၅ရက်လောက်ကြတော့ကျွဲပြုတ်နွားပြောင်မဖြစ်တော့ပြီမယ်ရွာကလေးငယ်တွေတယောက်ပြီးတယောက်ပြုတ်သွားပါလေပြောက်တာကလည်းထူဆန်းနေခလေးရဲ့တဲ့နေရာမှာသွေးစားတွေနဲ့ခလေးရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတချို့ပဲကျန်နေတာပါကျုပ်တို့လည်းအဲ့ဒီခါကြမှာ တခုခုတော့ထူပြီးဆိုပြီးပယောကဆရာတယောက်ကိုရှာပြီးပြေးနေပါလေဒါပေမဲ့အဲ့ဒီလူကဒီအကောင်ကကြီးလို့နေငါမနိုင်ဘူးလို့ပြောသွားပါတယ်ဒါပေမဲ့ဘာမှစိတ်မပူကြနဲ့ဆိုပြီးမင်းတို့ရွာကိုငါဆရာတစ်ပါးလွှတ်လိုက်မယ်လို့ဆိုခဲ့ပါတယ်အရင်နှစ်ရက်လောက်ကအဲ့ဒီဆရာကြီးပြန်ရောက်လာပြီးမြင်းခါကျေးရွာကိုသွားဆရာလေးတူရကိုပင်ပြီးဒီအကောင်ကိုနှိမ်သိမ်းခိုင်းဆိုလို့ကျုပ်တို့ဆရာလေးကိုလာပြညာတာပါဆရာလေးမှမကူညီကျုပ်တို့ရွာပြက်ရပါလိမ့်မယ်ဆရာလေး ဆရာလေးသာကူညီပေးပါ။ကျုပ်ဆရာလေးတောင်းတဲ့လောက်အခကြေးငွေပေးပါမယ်။သူရသည်ပြုံးကနေမတ်တပ်ထရပြီးမျက်မှောင်ကျုပ်၏ကဲမရွာတဲ့ကြီးဥထိုးအောင်ကိုစိုက်ကြည့်လိုက်တယ်။သူရသည်အတိကိုသတိနဲ့ပြန်ထိန်ပြီးဟင်းကနေတက်ပြင်းကြီးတစ်ချက်ချလိုက်ပြီးကဲမရွာတဲ့ကြီးကိုတလုံးချင်းပြောလိုက်တယ်။တရတဲ့ကြီးဥထိုးအောင်အနေနဲ့ကျုပ်တို့အကူအညီတောင်းတဲ့ကိစ္စမှာကျုပ်အနေနဲ့ကူညီပေးနိုင်ပါလေ။တခုရှိတာကတော့ကျုပ်ကအခကြေးငွေနဲ့ကုနေတဲ့ဆရာတယောက်မဟုတ်ဘူး။ဒါကြောင့် စကားပြောတာလေးစီညင်ပေးပါကဲမရော်တကြီးကအဲ့ဒီခါမှသူ့စကားမှားသွားမှန်းသိလိုက်လေတဲ့ကျုပ်စကားရိမ့်တယ်လို့ဖြစ်သွားရင် တောင်းမှန်ပါလေဆရာလေးရဲ့ကျုပ်ရွာသူရွာသားတွေအတွက်စူးရင်စိတ်ကြည့်ပြီးစကားပြောမှားသွားတာပါ ခွင့်လွှတ်ပေးပါရပါတယ်ဗျကျုပ်နားနေပါလေဒီနေ့တော့ချက်ချင်းကျုပ်လိုက်လို့မရသေးဘူးလိုအပ်တဲ့အင်းစမတွေကိုတိတ်တိတ်သွင်းရအောင်မေဒီတညအတွက်တော့ဘာမှမစိုးရိမ်ပါနဲ့ရော့တာကျုပ်ဆရာတွေကိုယ်တိုင်မှန်းသွားတယ်ရေမှန်းပလင်ဒီရေမှန်းကိုပွားပြီးတော့ ်အင်ချန်ဝင်းအစီစီးတားလိုက်ပါအမောင်ပယောကမှန်သမျှခြံစည်းရအနောင်မကတ်နိုင်ပါဘူးဆရာလေးကချက်ချင်းမလိုက်နိုင်တော့ကြောက်ဒီညောက်ကိုဘလို့လုံးမလဲတွေးပူမိသွားတာဗျအခုလိုစီစဉ်ပြီးတော့လေကျေးဇူးတင်ပါတယ်ဆရာလေးရဲ့တခုတော့ပါလိုက်ခြင်းနဲ့ကျုပ်ပေးလိုက်တဲ့ရေမန်းကိုယုံယုံကြည်ကြည်နဲ့လှုပ်ပါတကြီးတို့ရွာအင်ချန်ဝင်းအပြစ်စီးတားထားရင်လည်းလူတယောက်မဟုတ်ဘူးကလေးငယ်တအူလန့်ငိုခဲ့ရင်တောင်ကျုပ်ကိုယ်တိုင်တကြီးတို့ရွာကိုလာပြီးတော့တကြီးရှေ့မှာလဲစင်းပေးနိုင်ပါလေကျုပ်သွားမယ် သူရရဲ့ယုံကြည်မှုအပြည့်နဲ့အာမခံရဲမှုတို့ကြောင့်ကဲမရွာတကြီးတို့တန်တရာများကွယ်ပြောက်ခအကျွေးမဲ့ယုံကြည်သွားခဲ့တယ်။သူရကသူ့ရဲ့တငယ်ချင်းတွေကိုပါခေါ်ယူရန်ဆုံးဖြတ်ထားတာကြောင့်လိုက်ဤမလိုက်ဤကိုအိမ်တို့အပြည့်လမ်းမှာမေးမြန်းလေတဲ့တငယ်ချင်းတို့မနှက်ပြန်ကဲမရွာကိုပယောကသွားရမှာဆိုတော့မင်းတို့လိုက်အောင်မလားဘဲနဲ့ပြောလိုက်ပါလေသူရရတို့အကြောင်းလဲမင်းတီသားနဲ့လိုက်ချင်တာမှတပိုင်းကိုတီလို့ကွာမင်းရဲ့အတွက်အနောက်အဆက်ဖြစ်မှာစိုးလို့သား ငါတို့ကဘာမှမပြောဘဲနင်းနေတာကဲဒါလို့ဆိုရင်မနက်အာယုံတက်လောက်ကြသွားကြမယ်ငါအိမ်ကလှဲတော်ယူမရလောက်ဖို့ကနွားရီကလည်းတိတ်နေမကောင်းသလိုလှဲပိဝင်ရိုးကိုလည်းပြင်းနေရတာငါမနက်ကအဖေလောက်တာတွေ့ခဲ့တယ်ငါအိမ်ကလှဲယူခဲ့ပါမယ်ကွာဘာမှမပူကြနဲ့ဟန်ကြီးအိမ်ကလှဲဆိုလို့မင်းတို့ကထူးဆန်းတာတခုပြောရအောင်မေကွာဘလို့ထူးဆန်းတာမျိုးမလို့လဲကိုထူးရဒီလိုကွာငါမနည်းရဟိုဘက်ရွာကိုငါအဖေခိုင်းတာနဲ့တွားရတယ်အဖေခိုင်းတာစောစောပြီးပါတယ်ကွာ ။ငါအဲ့ဒီရွာမှာနည်းနည်းပါးပါးကြည့်ရင်းနဲ့ပြန်ချိန်ကနောက်ကျသွားတာ။မိုးတော့မချုပ်သေးဘူးကွ။နေဝင်သွားပြီမဲ့လက်ကျန်အလင်းရောင်လေးတော့ရှိသေးတယ်။ငါလဲလဲကိုပုံမှန်ထိမ့်မောင်းလိုက်ရင်ငါတို့ရွာနဲ့ရှားဆောင်ကန်ရွာနာကြတော့ငါအရှိတိတ်တိတ်ကနေလဲတစည်းလာနေတာကိုတွေ့လိုက်တယ်ကွ။ငါလဲသူတို့လဲကိုကြည့်လိုက်တော့သူတို့ကဖယ်ပေးဖို့မဖြစ်နိုင်တာနဲ့ငါကပဲဖယ်ပေးလိုက်တယ်။ငါလဲလဲကိုပြီးဖယ်ပေးလိုက်ပြီးသူတို့လဲကိုကြည့်လိုက်တော့လဲမောင်းနဲ့ယောက်ျားနဲ့မိန်းမနှစ်ဦးကွ။အဲ့ဒီမိန်းမနှစ်ယောက်က လှတာတော့တော်တော်လှတာနော်ကိုလူဒါပေမဲ့မျက်နှာသေးကြီးတွေနဲ့ကွတယောက်နဲ့တယောက်စကားလည်းမပြောကြဘူးငါလဲသူတို့လဲကိုလိုက်ကြည့်ပြီငါလဲကိုလမ်းပေါ်ပြန်တင်လိုက်တယ်ဘာရေမဟုတ်ပါဘူးကွငါနောက်ကိုပြန်လဲကြည့်လိုက်တာခုနကလဲရဘေးကိုစောင်းပြီးမှောက်လို့ဟိကန်ဆိုးကြံတော့သူတို့မှောက်တဲ့ဘက်ကဂိုင်းငုတ်တို့ကြီးတွေနဲ့ကွဘိုက်တွေမျက်လုံးတွေကိုဂိုင်းငုတ်တို့တွေနဲ့ထိုးမိတာမြင်လို့တောင်မကောင်းဘူးကွငါလဲသူတို့ကိုကယ်ဖို့ဆိုပြီးအရှိပြန်ကြည့်ပြီးလဲကိုရက်လိုက်တယ် လဲရပြီးငါလဲလဲပေါ်ကအပြေးဆင်းလိုက်တာပေါ့ကွာနောက်ကိုပြေးမယ်လို့တော့ငါမှအမှုကိုပြေးသွားတော့တာဟိဘာကြောင့်လဲကိုထူရဟာဘာဖြစ်ရမလဲဗျလေးရငါစောနာကမျက်လုံးနဲ့တက်အမြင်ခဲ့ရတဲ့လဲကရုပ်ချင်းဆိုသလိုပျောက်သွားတာဟိငါလဲအနီးပတ်ဝန်းကျင်ကိုလှဲ့ပတ်ရှာတော့လဲမတွေ့ဘူးကွာအဲ့ဒီအခါကျမှငါလဲတရေအချောက်ခံရတယ်ဆိုပြီးလဲပေါ်ကိုအပြေးတက်နွားတွေကိုကျိန်းနဲ့တစ်ဖက်မြန်ရိုက်ပြီးရွာကိုအပြေးနှင်လာခဲ့ရတာပေါ့ကွာတော်တော်ထူးဆန်းတာပဲဗျ အဲ့ဒီနေရာမှာအရင်ကလှိမ့်မှောက်ခဲ့ဘူးလို့လားကိုထူမှောက်ခဲ့ဘူးတဲ့သူတော့ဝင်ပြောလိုက်တာဖြစ်တယ်လွန်ခဲ့တဲ့၅နှစ်ကျော်ကကအဲ့ဒီရှားဆောင်ကံရွာမှာတတိသမီးများရမုံနဲ့မုံနတာတို့ကမြို့ဟာနေအပြန်မှာလှိမ့်ပိန်တစ်ဖက်ကဂျိုင်းကွက်ထဲကိုကြပြီးတော့တစ်ဖက်ဆောင်ပြီးမှောက်သွားတယ်ခုနကကိုထူမြင်တွေ့ခဲ့ရတဲ့အတိုင်းပဲဂိုင်းငုတ်တော်တွေရာရင်ဘက်ကိုထုတ်ချင်းပအောင်ဆိုင်မိပြီးတည်သွားကြတယ်လှဲမောင်းသမအပါအဝင်ပေါ့တနာစီဟာကောင်းလိုက်တာကွာသူတို့ကမကြွလွတ်သေးဘူးလားသူတို့ ေးသူတို့ဝစ်ကြွေးလိုပဲပြောရမယ်ဝစ်ကြွေးကုန်ရင်တော့ကျွတ်လွတ်နိုင်မှာပါဒါနဲ့သူကအဲ့ဒီလိုပဲသူတို့ကအမြဲတမ်းခြောက်လန့်နေကြတာလားအဲ့လိုကြတော့လည်းမဟုတ်ဘူးသူတို့ကသူတို့တည်သွားတဲ့နေကိုရောက်ရင်အဲ့ဒီလိုလှဲကြီးကမှောက်ပြီးလှဲပေါ်ပါတဲ့သူအကုန်တည်သွားတဲ့မြင်ကွင်းကိုလူတချို့မြင်ကြတယ်ကိုကြီးမလို့သွားလိုက်ရင်အဲ့ဒီလေကမျက်စိရှေ့မှာကိုပျောက်သွားတာတော်တော်ကိုထူးဆန်းတာပဲနော်စောနာကမင်းပြောသလိုပဲဝစ်ကြွေးရှိတဲ့၍တော့သူတို့ကျွတ်လွတ်နိုင်သေးမှာမဟုတ်ဘူးအဲ့ဒီလိုနဲ့သူတို့က နေအိမ်ကိုစီကိုပြန်လာခဲ့ကြပြီးနောက်လှုပ်เสียရှိရာတွေကိုလှုပ်ကိုင်းခဲ့ကြတယ်။သူတို့အိမ်ကိုပြန်ရောက်တာနဲ့မိမနှစ်ပါးကိုအကျိုးအကြောင်းပြောပြ၍ရှေးမိုးချိုအဝတ်အစားလေးပြီးတရားထိုင်ပရိစိတ်လိုက်တဲ့တက်ကြီးခေါင်းချချင်းကိုအယောက်မှလိုအပ်မယ်ထင်တဲ့အင်းနှစ်ချက်နဲ့အဆောင်တစ်ခုကိုတိတ်တိတ်တွင်နှိုးထားလိုက်ရတယ်။သူတို့အင်းစတွေနှိုးထားပြီးတာနဲ့တမထအားထုတ်ရန်ဖျားဆင်ရှေးမှာတင်ပလင်ခွေထိုင်လိုက်တဲ့မျက်ခုံတော့ပိတ်လိုက်တာနဲ့အမောင်တို့တဲကိုကြာရောက်သွားခဲ့တယ်။စိတ်ကိုတည်ငြိမ်စွာထားပြီး အမောင်တို့ကိုပဲအာယုံဆိုင်ခါတရားမှတ်နေခိုက်အမောင်တို့ကတဖြည်းဖြည်းနဲ့ပျောက်ွယ်သွားကရွာတရွာကိုမြင်လိုက်ရတယ်။သူအာယုံထဲမှာပေါ်လာတဲ့ရွာကကင်းမကြီးတော်ရွာပင်ဖြစ်တော်တယ်။အဲ့ဒီအချိန်ရွာကိုလှည့်ပတ်ခါတဝူဝူတဝဝအော်နေတဲ့ထမ်းမင်အရက်ခက်မြန်ရှိတယ်။မဲမဲတရံအရေးကြီးကိုတွေ့လိုက်ရတယ်။အဲ့ဒီအရေးမေးကိုတေချာအာယုံဆိုင်ပြီးကြည့်လိုက်ချိန်မှာဥကောင်ထက်ရှိစပင်တွေကမျက်နှာပေါ်ကိုအုပ်ယူထားတယ်။ခန္ဓာကိုယ်မှာလည်းအမွှေးအမြင်တွေထူထပ်စွာပေါက်၍ခန္ဓာကိုယ်ကြီးမှာဝေးလာငါထက်ပင် အရွယ်အစားကြီးမှလာတဲ့မိကြီးမိခဲ့တများနီးရဲနေတော့မျက်လုံးများနဲ့ရွာကိုစိုက်ကြည့်ကအော်ရစ်လိုက်ချိန်မှာပါဇက်အတွင်းကအစွဲတွေကအဖွေးသားနဲ့ပေါ်လာလေတယ်။ရွာတွေကိုဝန်မှုခန္ဓာကိုယ်နဲ့ပြေးတိုက်လိုက်ချိန်မှာရွာကိုကာရန်ထားသောအကာရအတွင်းကနေရွှေအိုရောင်အစင်းရှိတဲ့ကျိန်လန်ကြဖို့တွေကအဲ့ဒီအကောင်ကြီးအားရိုက်နှက်ပုတ်ခတ်လိုက်တော့ကြောင့်ရွာအတွင်းကိုမဝင်နိုင်မဲအနောက်ကိုပြန်နေကြသွားခဲ့လေတယ်။အဲ့ဒီအကောင်ကြီးကရွာကိုစိုက်ကြည့်၍တောနဲ့ထဲကိုပြန်ဝင်သွားလေတယ်။သူရသည်အဲ့ဒီအကောင်မှာ ေမရွာအားဒုက္ခပေးနေတဲ့တပွဲစားကြီးငထိုက်မှန်သေးတယ်။အမြင့်အာယုံတွေကွဲပြောက်သွားပြီးအမောင်တို့ပြန်နေကြီးစိုးလာချိန်မှာသူရသည်မျက်လုံးကိုအသာအယာပြန်ဖွင့်ပြီးမြစ်တာပေါ်အမျှဝေ၍တရားထိုင်ဖြုတ်ခဲ့တော့တယ်။သူရတရားထိုင်ဖြုတ်ပြီးတာနဲ့လွဲကိုကောက်လွယ်လိုက်ပြီးအိမ်ချံဝင်းအပြင်ကိုထွက်ခဲ့တယ်။သူရရွာလေလမ်းမပေါ်ရောက်တာနဲ့ရွာဦးကျောင်းရဲ့အာယုံတက်ချိန်မှာခောက်တော့အုံမခောက်တန်လေးရတိတ်ဆိတ်နေတဲ့မြင်းခကြီးရွာလေးကိုလွှမ်းခြုံသွားခဲ့တော့တယ်။သူရရွာလမ်းမအတိုင်း ရှောက်လာရင်လည်းဟန်ကြီးအိမ်ကိုအရင်ဝင်လိုက်တယ်။ဟန်ကြီးတည်းလည်းအိယာကနိုးနေပြီဖြစ်လို့လှဲကိုအရင်တင်စီစဉ်ထားတော့ကြောင်းနှစ်ဦးသာလှဲမောင်းပြီးကြံလူတွေကိုလိုက်လံခေါ်ယူခဲ့တယ်။အာယုံတက်ချိန်မှာစထွက်၍ကင်းမကြီးရွာထိပ်ကိုရောက်တဲ့အခါအရှိဘတ်ကောင်းကင်စီမှရောင်းနေဦးလေးရထွက်ပေါ်လာခဲ့တယ်။ကင်းမရွာလမ်းလေးအတိုင်းလှဲမောင်းပြီးဝင်လာရင်လူတအူအားတကြီးအိမ်ကိုမိကဆက်လက်မောင်းနေလာပါတော့တယ်။ပေ80ပေ40မြကျဲတော့ခြံဝိုင်းကြီးရှိမှလှဲရလိုက်ပြီး အိမ်အတွင်းကိုမျှော်ကြည့်လိုက်တဲ့အခါခြေတန်းရှိအိမ်အောက်ကတိုင်းရခုံပေါ်မှာကင်းမရွာတကြီးနဲ့လူသုံးယောက်ကိုတွေ့လိုက်ရတယ်။သူတို့ဒီလေရွာလူကြီးအိမ်ဆိုးတာတေချာတော်တော်ကြောင့်ချန်ဝင်းအတွင်းကိုလှဲမောင်းဝင်ရန်ဟန်ကြီးကိုပြောလိုက်တဲ့အိမ်ချန်ဝင်းအတွင်းရဲ့မကြီးပင်အောက်မှာလဲကိုရက်ထားလိုက်ပြီးတော့ကင်းမရွာတကြီးထိုင်းနေတဲ့ခုံတိုင်းရလေးစီရှောက်သွားခဲ့ကြတယ်။ကင်းမရွာတကြီးကသူတို့ကိုမျက်နှာနဲ့မတက်ထားရပြီးဝမ်းပန်းတသာကြိုးစိုးလေးတဲ့ဆရာလေးတောင်ကြွလာပြီးပဲ။ ထိုင်မှခမရထိုင်ကြပါ။အော်စိုးအောင်ကြီးဆရာလေးတို့လေကနွားတွေဖြုတ်ပြီးရေးတိုက်လိုက်ပါအောင်ကွာ။အစာပါတခါလေးကျွေးလိုက်။ဟုတ်ဟုတ်အဖသူရတို့ကခုံတိုင်းရပေါ်ထိုင်လိုက်တာနဲ့တကြီးမှစကားဆိုလာခဲ့တယ်။ဆရာလေးရဲ့ဆရာလေးပေးလိုက်တဲ့ရေမန်းကအတော်စွမ်းနာပဲဗျ။မနေ့ညကကလေးငိုတမ်းမပြောနဲ့။ခွေးဟူတမ်းတော့မကြားရဘူးဗျ။တခုတော့ရှိတယ်ဗျ။ညရွာအပြင်မှာတော့ခြေတံကြီးတွေဒေါသတကြီးအော်ဟစ်တံတွေကြားလိုက်ရတယ်။အဲ့ဒါရွာတွေကိုဝင်မရလို့ တပွဲစားကြီးရဲ့အော်ဟစ်တန်တွေပါတပွဲစားကြီးဟုတ်လားဆရာလေးဟုတ်တယ်တကြီးဒီတပွဲစားကြီးကယူပြီးမှတပွဲစားကြီးဖြစ်သွားတာတော်တော်လေးလေးစမ်းနေထဲမှာပါတယ်ဆရာလေးကသူ့အကြောင်းသိလို့လားသိရင်ကျုပ်ကိုပြောပြပေးလို့ရလားဆရာလေးရပါတယ်ဗျအဲ့ဒီတပွဲစားကြီးရဲ့အကြောင်းကကင်းမရွာတကြီးနဲ့ဘေးမှာထိုင်နေတော့လူသုံးဦးဒီခေါင်းတညင်ညင်နဲ့အော်ဒီလိုကိုဆိုပြီးအာမေထိတ်အတန်တွေထွက်ပေါ်လာတယ်အဲ့ဒီလိုနဲ့သူထတပွဲစားကြီးကိုနှိမ်နေမို့လိုဝတ်တာတွေကိုမှားချလိုက်တယ် နေ့လယ်စာအိုလေတကြီးအိမ်မသာတငယ်ချင်း၄ယောက်စားလိုက်ကြတယ်။အဲဒီလိုနဲ့ညနေ၃နာရီဝန်းကျင်ခန့်မှာအသက်ရွယ်အားဖြင့်60ဝန်းကျင်ခန့်ရှိတယ်။လူကြီးတယောက်ကကဲမောင်ရွာတကြီးအိမ်ကိုရောက်လာခဲ့တယ်။သူကရင်းနှီးတစ်ခွက်မုတ်တောင်ရင်အဲဒီလူရဲ့ပုံစံကိုအကဲခတ်လိုက်တယ်။အသားအိမ်မှာညှို့ပြီးညှိ၍အသက်ကြီးတော်လေခန္ဓာကိုယ်ကကြန့်ခိုင်နေတုံးမယ်။ကောင်းမွန်စပင်အဖြူနဲ့အနက်တွေရောထွေးယုံသားမကနှကမ်းမွေးတည်လေအနှင်းငယ်အဖြူနဲ့အနံ့ရောနေတယ်။အဲဒီလူကတကြီးရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။ဟာကိုထွေး ဘယ်ကနေပုတ်ချလာတာတုံးမြငါတီယိုပဲလာခဲ့တာထုံးအောင်ရမင်းငါသားကိုတည့်ရဲခြေတောက်ပင်ရှာခိုင်းလိုက်တယ်ဆိုဟုတ်တယ်လေကိုထွေဒါနဲ့ဘာဖြစ်လို့တော့ဘာဖြစ်ရမလဲကွာအဲ့ဒီပင်ကလူတောင်မကြဘူးတဲ့အပင်ကိုမင်းဘယ်လိုသိလဲငါထူးဆန်းနေတာဟဲ့ကျုပ်တည်တာမဟုတ်ပါဘူးဗျာတရားဆရာလေးတည်တာပါအော်ကျုပ်တို့ရွာအခက်ခဲ ਉ ကူညီပေးမယ့်ဆရာလေးနဲ့တူတယ်ဆရာလေးရှာခိုင်းတဲ့အပင်ကစင်ကုန်းတောင်မှာပဲရှိမယ်ဗျအဲ့ဒီအပင်ကိုလည်းကျုပ်ပေးမြင်ဘူးတာကျုပ်သားတောင်မမြင်ဘူးဘူး ဆရာလေးရှာခိုင်းတဲ့အပင်ကိုကြောက်သွားရှာပေးလို့ရမလားလို့လာမိတာပါနေရာလဲတည်အပင်လဲတည်တော့ပိုးမြန်တာပေါ့ဗာကြီးယာဒီတရေခြေတော့ပင်ကအင်မတန်ရှပ်ပါတဲ့မျိုးစိတ်ဆိုတာလေဗာကြီးတည်မှာပါဒါနဲ့ဗာကြီးအဲ့ဒီပင်ကိုဘလို့တည်တာလဲဗျကြုတ်အဖိုးနဲ့အတူတောတက်ဖူးတဲ့ဆရာလေးကကျုပ်တို့မျိုးရိုးဟာမုတ်ဆိုးမျိုးရိုးဆိုတော့ဒီအလုံးနဲ့ပဲအတံမွေးဝမ်းကြောင်းပြုတ်ရတာပေါ့ဗျာကျုပ်အဖိုးကဆေးပင်တွေအကြောင်းအတော်တန်နာနေထားတယ်လေအဲ့ဒီစင်ခေါင်းတောင်ကြီးရောက်တော့ တရေခြေတော့ပင်တွေတွေ့ရောအဖိုးကထခုံမတက်ကိုပြောတာပြုတ်သူ့ကိုလေတရေခြေတော့ပင်ကိုအတရေချာပြပြီးမှတ်ထားခိုင်းတာလိုအပ်တဲ့အခါအသုံးပြုဖို့ပေါ့ဗျကျုပ်ငငယ်ကလေးကဘယ်သူမှတရေခြေတော့ပင်အကြောင်းမပြောဘူးတာကျုပ်အသက်60ကျော်မှတရေခြေတော့ပင်ရှာခိုင်းလိုက်တဲ့အဘကြီးဆိုပြီးကျုပ်သားလာပြောလို့ကျုပ်မှအံ့ဩလိုက်တာ ပြောမနေပါနဲ့တော့ဒါနဲ့ဆရာလေးတို့ကအဲ့ဒီပင်ကိုဘာလို့မလို့လဲဗျဒါအတီလိုပါဗျာအခုတရွာကိုဒုက္ခပေးနေတဲ့တပွဲစားကြီးက ရှူးနေလို့အဲ့ဒီတရေ၆ပင်အမြစ်ကိုမိရှို့ပြီးအကောင်ပြန်ဖြစ်အောင်လုပ်ဖို့ပါဟုတ်ပြီဆရာလေးဒီလိုဆိုရင်တရေ၆တော့ပင်ကမရှိမဖြစ်ပဲဗျကျုပ်အခုပဲသွားယူလာခဲ့မယ်ပြုဘာရီးဆိုသူကခေါင်းတညိမ့်ညိမ့်နဲ့တကြီးအိမ်ဝိုင်းနေရနေထွက်သွားခဲ့လေတဲ့သူတို့ဒီတော့ထွက်သွားတဲ့ဘာထွေကိုပြုံး၍လိုက်ကြည့်နေမိတယ်ညနေနေဝင်ကြီးတရောစာချိန်မှဘာရီးဆိုသူနဲ့သူ့ရဲ့သားဖြစ်သူတို့ရောက်လာကြကတရေ၆တော့ပင်လာပေးကြတယ်သူတို့ဒီတရေ၆တော့ပင်ကိုလွှဲအိတ်ထဲထည့်ထားလိုက်တဲ့ အဲ့ဒီနောက်ည6နာရီအချိန်ကျတငယ်ချင်း3ယောက်ကိုခေါ်ပြီးကင်းမရွာရဲ့တောအဆက်ကိုရောက်လာခဲ့ကြတယ်။ကင်းမရွာကတော့တကြီးရဲ့အမိန်ကြောင့်တရွာလုံးအကြတမ်းမေမကြားရလောက်အောင်တိတ်ဆိတ်နေခဲ့တယ်။သူကတောအဆက်ကိုရောက်တာနဲ့တငယ်ချင်း3ယောက်ကိုစီဝိုင်းတစ်ခုတားပေးလိုက်တယ်။မျက်ကွင်းစည်းကိုလည်းမျက်လုံးမှကွင်းပေးထားလိုက်တယ်။ဤတောအတွင်းမှာနေထိုင်သောကင်းမရွာအားဒုက္ခပီးနေသောတပွဲစားတပတ်ကြီးငှထိုင် အချိန်မဆိုင်၍ကျွန်ုပ်ရှိကိုအမြန်ရောက်စဉ်အခန်း၍မှန်ကြွားကဆိုင်ရပိုင်ရပုံကုန်များက ငရဲ့ဒီကတန်ရည်ဘူးဖြင့်ပတ်စီသူတို့ကအဲ့ဒီလိုအမိတ်အာနာဇက်နဲ့တပွဲစားကြီးကိုခေါ်ယူလိုက်တာနဲ့တောအတွင်းမိုက်စီကနေတောလေးတန်တောပြိုတန်တွေကတော်ဝုံဝုံအတန်ထွက်လာခဲ့တယ်။သူတို့ကတေးရချာကြီးလိုက်တဲ့အခါတောနဲ့ထဲစီကနေတပွဲစားကြီးအောင်ပြေးလာတယ်။သူရဲ့အနောက်မှာလည်းပုတ်ကိုတအူကငွေဖလားအတွင်းကနေတန်ရည်ဘူးများနဲ့ပတ်နေခဲ့တယ်။တပွဲစားကြီးကသူတို့နဲ့ဝါနဲ့ပြန်စားအယောင်မှာပြင်းနေရမှာရက်သွားခဲ့တယ်။အေရခါမှတန်ရည်ဘူးဖလားအကင်ထားတဲ့ပုတ်ကိုလည်းပျောက်ကွယ်သွားခဲ့တယ်။ တပွဲစားကြီးကသူတော်ကိုကြည့်၍လက်သီးကြီးကိုစုပ်ထားလိတယ်။လက်နှစ်ဖက်စလုံးကိုလက်သီးဆုပ်၍သူတော်ကိုအပေါ်ကနေဇုံလိုက်ထုချီတက်လိတယ်။သို့တော်လေသူတော်နဲ့လက်တကန်းအကွာကိုအယောက်မှရွှေအိုရောင်အကားရန်ကြီးတစ်ခုကပေါ်လာပြီးတပွဲစားကြီးရဲ့လက်သီးနဲ့ထုချက်တွေကိုကာကွယ်ပေးထားခဲ့တယ်။တပတ်ကြီးကခါကုန်းနေရာမှာပြန်မတ်လိုက်ပြီးသူ့ရဲ့ခြေထောက်အကြီးကြီးနဲ့သူတော်ကိုကံပြန်တဲ့သို့တော်လေရွှေအိုရောင်ကားရန်တစ်ခုကကာထားပေးခဲ့တော့ကြောင့်သူတော်ရဲ့စံချီတမြင်မြလှုပ်ခတ်မသွားခဲ့ဘူး။ တပွဲစားကြီးကအတော်ဒေါသထွက်သွားပြီးသူတို့ရဲ့တငယ်ချင်းတွေဘက်ကိုလှည့်ပြီးတော့ခန္ဓာကိုယ်ကြီးနဲ့ဖိချနေတယ်။သို့တော်လည်းရွှေအိုရောင်လောင်ကျင်းတစ်ခုပေါ်လာပြီးသူတို့ရဲ့တငယ်ချင်းတွေကိုကာကွယ်ထားခဲ့လေတယ်။တပွဲစားကြီးကခန္ဓာကိုယ်နဲ့ဖိလိုက်တော့လေရွှေအိုရောင်လောင်ကျင်းရဲ့ပေါ်ကအချွန်တစ်ခုနဲ့ထိုးမိသွားသောကြောင့်တပွဲစားကြီးကဘေးသို့လူးလိမ့်ကအော်ဟင်နေတယ်။ထိုအခါမှသာလျှင်ကြောက်လန့်နေသောသူတို့ရဲ့တငယ်ချင်း၃ယောက်လုံးဟင်းကနေတက်ပြင်ချနိုင်တယ်။သူတို့ကလွယ်အိတ်အတွင်းကနေ အဆောင်ဘလူးရုပ်လေးတစ်ခုကိုထုတ်လိုက်ပြီးအုံခံ၍ဂါထာဆုပ်ပြီးတာနဲ့တပွဲစားကြီးရဲ့မနီမဝေးကိုပစ်ချလိုက်တဲ့ဘလူးရုပ်ကလေးကတဖြည်းဖြည်းအရွယ်စားကြီးမလာပြီးနတ်ဘလူးတကောင်ဖြစ်သွားခဲ့တယ်။တပွဲစားတပတ်ကြီးသည်ဘလူးကိုမြင်တာနဲ့ခေါင်းကိုအပေါ်မော့၍ကျဲလောင်စွာအော်ဟစ်ပြီးဘလူးထံပြေးဝင်တိုက်ခိုက်တော့တယ်။ပြေးဝင်လာတော့တပွဲစားကြီးအားဘလူးကရင်ဝါကိုစောင့်ကန်ချလိုက်တဲ့တပတ်ကြီးအားနောက်သို့ပတ်လက်လန်လဲကျသွားပြီးအလူးလေးပြန်ထား၍ဘလူးကိုပြန်တိုက်ခိုက်လေတဲ့ ဘလူးတီတပွဲစားကြီးအားတန်လျက်နဲ့ခုတ်ပန်းရန်ရွှဲလိုက်တော့လေတပွဲစားကြီးကတန်လျက်ကင်ထားတဲ့လက်ကိုဖမ်းချုပ်ပြီးဘလူးကိုလက်ပြန်ရိုက်ချလိုက်တယ်ဘလူးတီဘေးကိုအနေငယ်တင်းဆောင်းသွားလေတယ်တပွဲစားကြီးကအခွင့်ကောင်းယူပြီးဘလူးရဲ့ရင်ဝါကိုလက်သီးချက်တွေနဲ့ထိုးချလိုက်တယ်တိုးတော်လေဘလူးအားထိခိုက်မှုတစုံတရာမရှိခဲ့ဘူးဘလူးတီသူ့ရဲ့တန်လျက်နဲ့တပွဲစားကြီးအူကောင်ကိုပိုင်းချလိုက်တယ်တပွဲစားကြီးအားမူဝေသွားဟန်တူးလေးတယ်ဘေးကိုမှောက်လျက်သာကျသွားလေအဲ့ဒီအခါမှာဘလူးက အရွယ်စားပြန်သေးသွားပြီးမူလအဆောင်အယုတ်ကလေးပြန်ဖြစ်သွားတယ်။သူရာဒီဘလူးယုတ်ကလေးကိုလော်ရီအတွင်မှ ပြန်ထည့်လိုက်ပြီးတရေခြေတော့ပင်ကိုထုတ်၍အမြင့်ကုံမီရှုကတပတ်ကြီးရဲ့နှာခေါင်းဝါနာထားလိုက်တယ်။တပတ်ကြီးဒီတရေခြေတော့ပင်ကထွက်တော့မိကိုအငွေ့တွေကိုနှာခေါင်းဝါမှတဆင့်ရှုသွင်းမိသွားတယ်။မျက်လုံးပြန်ပွင့်လာတဲ့အခါနေရဲနေတဲ့မျက်လုံးတွေအယောင်မှိန်ကျသွားပြီးငုံငုံငေါငေါကြီးထားထိုင်လေတယ်။သူ့ရဲ့ခန္ဓာကိုယ်ကိုပြန်ကုန်ကြည့်၍ အံ့ဩနေသောအမှုအရာမျိုးဖြစ်နေတာကိုသူရတွေ့လိုက်တဲ့အံ့ဩနေတာလားငတ်ထိုက်ခြင်းမင်းရတကယ်တော့အယူတစ်ပိုက်နဲ့တပွဲစားတစ်ပတ်ဖြစ်နေတာပါမင်းရဲ့ဝတ်ကြွေးတွေကအတော်ကြီးမလို့လူဘဝမှာရောဒီဘဝမှာပါပေးဆက်နေရတာအခုအသည့်စိတ်ပြန်ဝင်ပြီဆိုတော့မကောင်းတာမှန်တယ်များမပြုတ်လို့ဖို့ငါမြတ်တာရက်ခံပါလေတပွဲစားတစ်ပတ်ကြီးငတ်ထိုက်တဲ့တဝူဝူတဝါဝါအော်ဟစ်ပြီးငိုကြွေးနေလေတဲ့အဲ့ဒီအချိန်မှာသူရရဲ့နားတဲ့သူအထက်ပုဂ္ဂိုလ်ကြီးတဦးထံမှာစကားတန်ကိုကြားလိုက်ရတယ် လူကလေးတူတာဒီတပွဲစားကြီးငထိုက်ကလူကလေးနဲ့ပဋ္ဌာန်းဆက်ပါလာတယ်လူကလေးရဲ့အနားမှာနေပြီးသူ့ရဲ့ဝတ်ကြွေးတွေဆက်မှဒီဘဝကကျွတ်လို့ပြီးမြင့်မြတ်တဲ့ဘုံဘဝတစ်ခုကိုရောက်ရှိမှဖြစ်လို့လူကလေးအနေနဲ့သူ့ကိုအဆောင်အဖြစ်ထားလိုက်ပါတူရသည်အထက်ပုဂ္ဂိုလ်ကြီးရဲ့စကားသံအစုံမှတပွဲစားကြီးရှိသူမတ်တရက်လိုက်ခါသူ့ရဲ့အဆောင်ဖြစ်နေ၍လူတွေကိုကဲတင်ရန်ဆန္ဒရှိမရှိမင်းမြန်နေတယ်တပွဲစားကြီးဖြစ်နေသောငထိုက်သည်လေတူရရဲ့အဆောင်အဖြစ်နေရန် သဘောတူသောကြောင့်သူရသည် အခြေခံဂိုင်းဝင်အင်းခွက်ကိုတပွဲစားကြည့်ရင်ရှင်ဘတ်မှရေးဆွဲပေးလိုက်တယ်။တပတ်ကြီးရသူ့အားလိုအပ်ရင် နာမည်ခေါ်ရင်ပြောကြားကပျောက်ကွယ်သွားခဲ့တယ်။သူရဟာသူ့ရဲ့တငယ်ချင်း၃ဦးဘက်ကိုလှည့်၍ကိစ္စပြီးစီးပြီဖြစ်ကြောင်းပြောလိုက်တယ်။သူရရဲ့တငယ်ချင်းတွေကအေးကနေအော်ရစ်ခါသူရကိုချီးကျူးကြလေတော့တယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့ကျမတို့ channel တင်ဆက်မှုကတော့ဒီမှနေပြီးဆုံးခဲ့ပါပြီ။နောက်ဆက်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။ဇလန်းကောင်းတွေနဲ့ပြန်ဆုံပါဦးမယ်ရှင်။